ရွှေမုံအလင်းတန်း channel ကပြန်လည်လို့ခြုံဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပရာလောကစမ်းချက်ဇာတ်လမ်းလေးနဲ့ဂမ်ဘီယာစမ်းချက်ဇာတ်လမ်းလေးကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်ချွေအောင်ဆိုတဲ့ဝိတုတုဖြစ်ရမယ်ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်။1990ခုနှစ်ဝင်းကျင်ခန်းကဖြစ်တယ်။ ARD တိုင်းဒေသကြီးတိုင်းလန်မြို့နယ်ရှိရွှေလင်းပန်းကြီးရွာမှာ ဖျားထီးတင်ပွင့်ကိုချင်းချင်းတဲတဲကျင်းပနေခြင်းဖြစ်တယ်။မောဦးကြကာလာမို့မိုးကတပွဲပွဲရွာနေတဲ့တိုင်အလူရှင်များနဲ့ဖျားပွင့်လာပြိတ္တများမိုးရေရေထဲမှာစောင့်မျှော်လျက်ရှိတယ်။မကြခင်စီရတော့အရှင်အာစာရကဥဆောင်ကဖျားထီးတော်စိန်ဖူးတော်ငံမျက်နာတော်တို့ကိုဖျားအောင်လက်ရရေလှဲ့ပတ်တဲဆောင်ပြီးတဲ့နောက်ဖျားညံမတစင်စိန်ဖူးတော်တင်လူပူဇော်ကြတယ်။အရင်နောက်မှာထုံးစံတားရတနာရွှေမိုးငွေမိုးများဖြင့်ပတ်စံများကိုကျေးစားကြတယ်။ ပတ်စံများမှာမိုးတန်လီနေတူအောက်ကလူပရိသတ်များပေါ်တလင်းလင်းနဲ့ကြဆင်းသွားကြတော့လေဖယားပွင့်အမိကိုရွှေရည်အေးစီဒီလို့အမိပေးထားပြီးညံတော်ဆက်ရှိတောင်မြင်နေစီဒီကလေးဖြစ်တယ်စီဒီမှာဝဝူးလေးခုရှိပြီးဖယားဆင်းတူတော်လေးစုကို ထုလို့ပူဇော်ထားလေစီဒီတော်အတွင်းမှာတစောင်းတစ်ခုနဲ့ဇင်းကြံနှလန်းတစ်ခုရှိပြီးစီဒီဝင်းကျင်ရင်ပင်တော်ကိုတမန်တလင်းခင်းထားတယ်ဇေယရောအရှင်အာဆာရောကရွာကန်ဇေယရောမဟုတ်ဘဲ နေလင်းသာသနာပြုဇင်ရတော်ဖြစ်တယ်။အခုလင်းရွှေရင်အေးစီတီတော်ကိုဇင်ရတော်ကဥဆောင်ပြီးရွာခန်းနာနေတီတော်ကိုးကွယ်ထားခြင်းဖြစ်တယ်။ဇင်ရတော်ဖေ။ထူးဆန်းတာတခုဖြစ်နေပါတယ်။လာကြည့်ပါဦးဗျာ။ကြေးရွာလူကြီးတွေကခေါ်လာကြောင်းစရာရော်လေတစောင်းနေကောင်နေထွက်လာခဲလိုက်တယ်။ဇေရီလေးရဲ့မြားဖတ်တော့မှလူများအစုယုံပြီးအုံခဲနေကြတာကိုတွေ့လိုက်ရတာကြောင့်ဇေရော်ကလည်းထူးဆန်းတာတခုခုဖြစ်နေပြီလို့ထင်မှတ်လိုက်တယ်။ ဆရာတော်နဲ့လူကြီးများရောက်လာတော့လူအုပ်ကြီးကဆရာတော်ကိုလမ်းဖယ်ပေးလိုက်ကြတယ်။အလိုဆရာတော်လည်းအံ့ဩပြီးတော့ရေရွတ်လိုက်မိတယ်။ကျွဲကြီးတကောင်ကဖယားရှင်ပြင်မှာဝင်နေပြီးဖယားကိုဥတိုင်းနေတယ်။အဲ့ဒီကျွဲကြီးရဲ့မျက်လုံးများမှလည်းမျက်ရည်များတသင်သင်စီးကျနေတယ်။ကျွဲကြီးကဖယားလာဘူးလားဟိ။ဟုတ်ပါမျက်ရည်တွေလည်းကျလို့တော့။လက်တွေကများဖန်ဆင်းပြီးလာသလားမသိဘူး။ဝိုင်းကြီးနေကြတဲ့ပရိသတ်မှတယောက်တစ်မျိုးနဲ့ထင်ကြီးဝိုင်းပေးနေကြတယ်။ ဆရာတော်ကတော့ကျွဲကြီးကိုကြည့်ပြီးခယူနာတက်မိသွားကကျွဲရနှောင်းကိုကတ်သွားလိုက်တယ်။အဲဒီနောက်မှာကျွဲကြီးရဲ့ဂျိုးအလဲနေရကိုလက်နဲ့အသာလေးတက်ပေးလိုက်တယ်။ကျွဲကြီးမှာခွေးငယ်လေးပမာဆရာတော်ရဲ့လက်နဲ့ပုတ်တက်ပေးမှုကြောင့်ခေါင်းငုံခံနေပြီးနောက်ရရင်များလေးတင်းတင်းစည်းကြလာပြန်တယ်။ကျွဲကြီးမင်းဘာကြောင့်ဒီလိုဖြစ်နေရတာလဲတော့ဆရာတော်မသိဘူး။ဒါပေမဲ့ရွှေရင် ACD ကိုလာရောက်ဖူးမြော်ရတဲ့အကျိုးကြောင့်မင်းခံစားနေရတဲ့အပူတွေငြိမ့်ပြီ ရှင်အေးနိုင်ပါစေလို့ဆရာတော်ဆုတောင်းပေးလိုက်ပါတယ်။ဆရာတော်ပြောလိုက်တော့ကျွင်းရကောင်းမြေကြီးနဲ့ထီအောင်ကတ်လိုက်ပြီးဦးကြရဲ့ပုံစံပြုလုပ်လိုက်တယ်။အဲဒီနောက်မှာကျွင်းရထားရလိုက်ပြီးပရိသတ်ကြရင်ကနေလေကွင်းထဲအတွင်းကိုလေးလံနဲ့ချင်းလန်းလေးနဲ့တလန်းချင်းထွက်သွားလေတော့တယ်။အဲဒီနေ့ညအရှင်ဘုရားအရှင်ဘုရားဆရာတော်လည်းခေါ်တန်ကြားတော့ကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တယ်။အချင်းကညတကောင်ရံဖြစ်နေပြီးညနဲ့နေပြီးဖြစ်တယ်။ ဆရာတော်ကြည့်လိုက်တော့အဝိအစာနွဲ့နွဲ့နဲ့လူတယောက်စောင်းကြောင်ကလေးထိုင်နေတာကိုတွေ့လိုက်ရတယ်။ဘသူတော့ဟိမှန်မောင်လက်ပံရွာတိမ့်တံပါဖျောင်းဆရာတော်ကမျက်မှောင်ကျုံလိုက်တယ်။ငါလည်းမသိပါလား။ထိုအခါအဲ့ဒီသူကဆရာတော်ကိုပြုံးပြလိုက်တယ်။ဆရာတော်နေလျာတွေ့ခဲ့တဲ့ကျွဲကြီးပါ။ဟေးဆရာတော်ကအံ့ဩပြီးတော့ရေညွှန်းလိုက်တယ်။ကျွဲရင်ရောဘလို့လို့လူဖြစ်သွားတာလဲကွ။ဟေးတင်မောင် ကွင်းပိုင်ကြီးစီခွင့်ကြောင်းပြီးတော့ဆရာတော်ကိုပြောစရာရှိလို့လာတွေ့ရခြင်းဖြစ်ပါတယ်။ဆရာတော်ကခေါင်းတဆက်ဆက်ငိမ့်လိုက်တယ်။ကဲပြောပါ။ဘာပြောစရာရှိလို့လဲ။တပည့်တော်ဆရာတော်ကဲတင်ပေးပါဖေဟာ။ဆရာတော်ကခုနှစ်ရက်သားသမီးတွေအားလုံးကဲတင်နိုင်နေစွင်ကဲတင်ပေးပါတယ်။မင်းကဘာအခက်ခဲဖြစ်နေလို့လဲကွ။မမတပည့်တော်ကြွေးဟောင်းတစ်ခုကြောင့်ကျွဲဖြစ်ပြီးကျွေးပြန်ဆက်နေရလို့ပါဖေဟာ။ မင်းပြောတာအစမ်းပါလားဘလို့ကြွေးဟောင်းကြောင်လဲထိုအခါလက်ပံရွာကဥသိမ့်တန်ကွန်ကျွေးကြီးဟောင်းသူရဲ့အဖြစ်ပြက်များကိုဆရာတော်ကိုပြောပြလိုက်နေတော့လေလက်ပံရွာရွှေလင်းပံရွာနဲ့ရွာချင်းကဖြစ်တယ်လက်ပံရွာမှာဥသိမ့်တန်နဲ့မိသားစုနေထိုင်တယ်ဥသိမ့်တန်ထံမှာဥရွှေဆန်းဆိုတဲ့တငယ်ချင်းတယောက်ရှိတယ်ဥသိမ့်တန်ကဥဆန်ရွှေပေါ့လေသမားကြီးဖြစ်ကြတယ်ဘိုးစင်ပေါင်းဆက်အဲ့ဒီရွာမှာ နေရာလုပ်ငန်းများကိုလုံခြုံကြသူများလေးဖြစ်တယ်။ဦးသိန်းနဲ့နေဦးဆန်ရွှေမှာငယ်တငယ်ချင်းတွေလည်းဖြစ်ပြန်။လယ်နီးချင်းတွေလည်းဖြစ်တာကြောင့်အလွန်ခင်မင်းကြတယ်။တရားနဲ့တရားဘလို့ပြော့ပြော့ဘလို့ဆူဆူစိတ်မဆိုးကြပါ။တဏီတော်ဦးသိန်းတန်နဲ့ဦးဆန်ရွှေစိုက်လက်ကိုထွက်ခဲကြတယ်။စပားစည်းစုံစမ်းဖို့ဖြစ်တယ်။စိုက်လက်ရောက်တော့ဦးသိန်းတန်တို့စုံစမ်းတင်တာများစုံစမ်းပြီးတော့စိုက်လက်စည်းကိုပင်ဝင်ကလိုအပ်တဲ့ပစ္စည်းကိရိယာများကိုဝေကြတယ်။အစားပစ္စည်းဝယ်ဖို့မစီစဉ်ထားပေမယ့် ပစ္စည်းများမှာရေသွေးကောင်းပြီးအဲ့ဒီပစ္စည်းမျိုးရခဲတော်မူနှစ်ဦးသားတခါတည်းဝယ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါပေမဲ့ဦးသိန်းတံမှာငွေများများစားစားမပါလေယာသွန်ခရိယာလည်းပစ္စည်းကောင်းတော်ဈေးတန်တော်ဇုံတော်ဝယ်ထားတာတော်ကားကြမှာဖြစ်လေ။အဲ့ဒီလိုနဲ့ဦးဆန်ရွှေထံကိုငွေချင်းရတော့တယ်။ဆန်ရွှေမင်းမောင်300လောက်လွဲသလား။အေးကွာသိန်းတံရမင်းလုံလို့လား။အေးကွာမင်းအဲ့ဒီ300ငါ့ကိုခဏချေးထားပါကွာ။ငါစပားရောက်ပြီရင်တော့မင်းကိုပြန်ဆက်ပါမယ်။ အချင်းချင်းနေပဲကွာပြောကြလို့သေးလို့လားရှော့၃ယောက်အဲဒီလိုနဲ့တငယ်ချင်းတယောက်အတူတူပစ္စည်းတွေကိုဝယ်ယူခဲ့ကပြန်ခဲ့ကြလိမ့်နေဒါပေမဲ့ပစပားရောက်ပြီးတော့ဦးသိန်းတံမအဲဒီကျွေးကိုမဆက်ဖြစ်တတိမရသေးတာကြောင့်လည်းဖြစ်တယ်ဦးစံရွှေရလည်းတငယ်ချင်းဦးသိန်းတံကိုငွေလေး300လောက်နဲ့မတောင်းတော့ဒီတော့ကြာတော့ဦးသိန်းတံကလည်းအဲ့ဒီ300ကိုမေးလိုက်ဦးစံရွှေရလည်းပြန်မတောင်းတော့ပါအဲ့ဒီလိုနဲ့၄-၅နှစ်ခန့်ကြာမှဦးသိန်းတံတရားကန့်ကြမှာငှင်းလိမ့် ဦးဆန်ရွှေနဲ့နှစ်ယောက်သားရွာလေအားအလူပွဲကိုသွားကြလိ။စဘာပေါ်ချိန်ကျင်းပတဲ့ရှင်ပြူပွဲဖြစ်တယ်။ရှင်ပြူပွဲမှာတန်ပေါင်းကျွေးနေ။အရိကေကတန်ပေါင်းမှာကြီးလက်နေပြည်သူများစားရောင်ခဲ့။မြို့ကြီးပြားကြီးများမှသာစားလို့ရနိုင်ပြီ။ဒါကြောင့်မဲဦးသိန်းတန်တို့တန်ပေါင်းများအပီအပင်စားတော့ကြရတယ်။ဦးသိန်းတန်မှာတန်ပေါင်းလေအလွန်ကြိုက်တယ်။မြို့ပေါ်တက်တော်မှာတခါနခါစားဖို့တော့မဟုတ်။အခုရွာရှိအလူမှာ အလကားကျွေးတဲ့တန်ပေါင်းကိုအလွန်ကြိုက်နေတတ်နေတယ်။ တန်ပေါင်းနဲ့ကြက်သားဟင်းအောင်ဟင်းခက်အမွေးကြိုင်များနဲ့အလွန်ဆောင်းကောင်းလိုက်။ဦးသိန်းတန်တန်ပေါင်းကိုသုံးပွဲခန့်အဝါစားတောက်လိုက်တယ်။အဲဒီနောက်မှာစားတောက်ပြီးတော့ဦးဆန်ရွှေနဲ့အတူတူပြန်လာခဲ့ကြတယ်။ရွာလေလန်းကိုရောက်မှဦးသိန်းတန်ကောင်းနေမူးလာတယ်။ချွေးစည်းတွေလည်းထွက်လာတယ်။အတူလာတဲ့ဦးဆန်ရွှေဟာဦးသိန်းတန်အခြေအနေကိုသိတာကြောင့်လက်ကိုလှမ်းဆွဲထားရတယ်။သိန်းတန်ဟေ့ဘာဖြစ်တာလဲ။ကောင်းကောင်းနေမူးကောင်းနေတအောင်မူးပြီးတော့ခြားခြားလေးနေလို့ကွာ။ အရင်တော့မှလွန်ပြင်းထန်လာတဲ့အားတခုကဥသိမ်းတန်ကိုမြေပြင်ပေါ်ကနေပြီးတွန်းထားလိုက်တော့ခန်းစားလိုက်ရပြီးတော့ဥသိမ်းတန်အမောင်တူတဲ့ကိုရောက်သွားနေတော့တယ်။စင်းစင်းမှသွေးတွန်းရှိတဲ့ဥသိမ်းတန်ကသွေးတွန်းလုံပြီးတော့အုံအောင်သွေးကြောပြတ်ပြီးဥဆန်ရွှေရဲ့လက်ထဲမှာပဲဆုံးသွားပြီဖြစ်တယ်။သိမ့်တန်တငေးချင်းသိမ့်တန်ဥဆန်ရွှေရဲ့ခေါ်တန်တက်တဲ့ကိုနားထဲမှာကြားနေမိပါတယ်။အရင်တော့မှချက်ချင်းဆိုသလိုမျက်လုံးလေးမှာအလေးအော်များတွန်းဝင်လာလေတယ်။ ကျွဲဝတန်မြောင်လည်းကျင်းလုံးစွာနေကြားနေရရင်ဥသိမ့်တန်မျက်လုံးမြောင်ဖွင့်ကြည့်လိုက်တော့ထိုအခါကျွဲမကြီးတကောင်ကိုမြင်လိုက်ရပြီးတဲ့နောက်ကျွဲမကြီးဟာဥသိမ့်တန်ကိုကြမ်းနဲ့နဲ့ရှာရင်းနဲ့ရက်နေတယ်။အလုံးငါဘာဖြစ်နေပါလဲ။မျက်လုံးမြောင်မှာအလင်းရောင်ကိုမြင်ရပေမဲ့လည်းဝေဝါးနေတယ်။ဥသိမ့်တန်လည်းအာယူပြီးပဝင်းကျင်ကိုတေးချာကြည့်လိုက်တယ်။သူဟာတင်းကုတ်တစ်ခုထဲမှာရောက်နေခြင်းဖြစ်တယ်။ထိုအခါဥသိမ့်တန်လည်းလန့်သွားပြီးသူ့လက်တွေကိုကြည့်လိုက်မိတယ်။ မဲနေတဲ့အသားရည်နဲ့ခွာတွေကိုတွေးလိုက်ရတယ်။ဟာငါကျွဲဖြစ်နေပြီပဲ။ဟုတ်ပါရဲ့။ဦးသိန်းတန်တယောက်ရွာထဲမှာရှိတဲ့ဦးစိန်ရဲ့ကျွဲမကြီးထံမှာသွားသွားပေါက်တယ်။အဲဒီနောက်မှာကျွဲဖြစ်နေနေတိုင်းရတော့တယ်။တခုရှိတာဦးသိန်းတန်ကဘဝကူးတာမြင်တာကြောင့်အရင်ဘဝကိုမှတ်မိနေခြင်းဖြစ်တယ်။ဦးစိန်တန်မှနှစ်နှစ်ခန့်နေထိုင်ပြီးတဲ့နောက်တနေ့ဦးစံရွှေဦးစိန်စီကိုရောက်လာတယ်။ပြော့စံရွှေဘာကိစ္စ ဒီနေ့မြေရိုင်းတွေလောက်မလားလို့ကျွဲလေးတစ်ကောင်လောက်ဝင်းပြီဒါဆိုရင်တနည်းကပေါက်တဲ့ကျွဲထီးလေးကိုကြည့်ပါလားနောက်ဆိုရင်တော့ခိုင်းကောင်းတော့မှဦးဆန်ရွှေဟာကျွဲတင်းကုတ်ထဲကိုဝင်လာတယ်ထိုအခါဦးသိန်းတန်ကိုတွေ့သွားပြီးကျဉ်နဲ့သွားတော့တယ်ရှူးမယ်ဗျဒီကောင်လေးကိုကြုတ်ကြိုက်တယ်ဝေးချပြီးတော့ဦးဆန်ရွှေကကျွဲကလေးကိုမောင်းလာခဲ့တယ်လမ်းရှောင်ရင်ဘာရင်မဟုတ်ပဲကျွဲကလေးကိုချိန်လုံးကြီးနဲ့တင်ပေါက်ကိုခဏခဏရိုက်တယ်အဲဒီနောက်မှာတက်တက်လုံးဦးဆန်ရွှေနဲ့အတူတူ ဦးသိန်းတန်ဟာကျွဲဖြစ်နေရုံရတော့ဦးဆန်ရွှေရလည်းဦးသိန်းတန်ကိုကျွဲရိုက်နွားရိုက်ရိုက်လေရုံနာကလည်းအလွန်ပင်ပန်းလာတယ်။ညီရိုင်းမျိုးမှထုံရဖို့အလွန်ခက်ခဲလာတယ်။ကျွဲမှာနွားထက်ကြန့်ခိုင်ပြီးကရီကထလည်းနေတော့ကြောင့်အများစုမှကျွဲနေပြီးထုံရကြလိမ့်နေ။ဦးသိန်းတန်မှာသူချေးခဲ့တဲ့ငွေ300အတွက်ဘဝနဲ့ရင်မီပင်ပန်းစင်းရေးစွာနဲ့ကျွဲအဖြစ်ဆက်ရောက်နေပြီ။ဒါဆိုမင်းကျွဲဖြစ်ပြီးတော့ဆန်ရွှေစီမှာလောက်နေတာဘလောက်ကြာပြီလဲ။ တပည့်တော်လည်းသေးချာမသိတော့ပါဘူးဖေ။ခံမှန်းကြည့်လေး90နှစ်လောက်တော့ရှိရောပေါ့ဖေ။အင်းအကျွေးအကျွေးတိတ်ပြီးကြောက်စရာကောင်းမှာလား။ဒါနဲ့လေဇန်ရွှေရမင်းစီကပြန်မှမတောင်းတာ။မင်းအကျွေးဟာမကြည်ဘူးလား။မကြည်ပါဖေ။အကျွေးဆိုတာပြန်ဆက်မှကြည်ပါရဲ့နဲ့။အင်းဒါဆိုဒီလိုလုပ်လေ။မင်းကြည်ခဲ့တဲ့အကျွေးကိုငါဇန်ရွှေစီကိုတွားပြီးတော့စက်ပေးမယ်ဆိုရင် ထိုအခါဦးသိန်းတန်ကကောင်းခါလေးတယ်။မရပါဘူးယောင်။အကျွေးယူတဲ့သူကိုယ်တိုင်းဆက်မရမှာပါ။ဆရာတော်ကလေကတုံးကိုလက်နဲ့ပွတ်လိုက်တယ်။ဒါဖြင့်ဘယ်လိုလုပ်ပင်းအောင်လဲ။တပည့်တော်ပြောသလိုသာစီစဉ်ပေးပါဘူးယောင်။အဲ့ဒီလိုနဲ့ဆရာတော်တယောက်ရန်ကုန်မပြန်ဖြစ်သေးပြီ။လက်ပံရွာကိုခရီးဆက်ခဲရောက်ပြန်တယ်။ရွှေလင်းပန်းမတာရက်ကများကလဲနဲ့လိုက်ဖို့ကြောင်းလေးတယ်။ရွှေလင်းပန်းကိုရောက်တော့ ။ဦးဆန်ရွှေအိမ်ကိုစုံစမ်းပြီးသွားရတော့တယ်။ဦးဆန်ရွှေဟာအရင်နေ့ဟာလဲတဲ့မသွားအသက်အရွယ်လည်းရလာပြီးဖြစ်တာကြောင့်သားသမီးများကိုလောက်ကိုင်းစီတယ်။ဆရာတော်ရုတ်တရက်ကြွလာတော့ဦးဆန်ရွှေဟာအံ့ဩသွားလေတယ်။ဆရာတော်ကဘာအတွက်ကြောင့်ကြွလာတာလဲဖျား။တဝါခါဆရာတော်ကဦးဆန်ရွှေကိုဖြည့်ချောင်းကုံစင်ကိုပြောပြလိုက်တော့တယ်။ဦးဆန်ရွှေရလည်းယုံတဝက်မယုံတဝက်နဲ့ဒါပေမဲ့လည်းပြောပြရင်းဆရာတော်က နေလေသာသနာပြုဆရာတော်ဖြစ်နေတာကြောင့်ယုံလိုက်ရတော့တယ်။ဟုတ်တော့ဟုတ်မင်းဆရာတော်ရဲ့ဒီကျွဲကလေးကိုတပည့်တော်မြင်ကလေးရောက်ဘလို့ရိုက်ကျင်မှန်းကိုမသိစိတ်ထဲမှာလက်ကားနေရိုက်ကျင်နှက်ကျင်စိတ်တွေပေါ်လာတယ်။ပြီးတော့ကျွဲလေးကလည်းခိုင်းကောင်းတော့သူ့ကြည့်ပဲဒိုင်ခံခိုင်းနေမိတာ။ပြောနေရင်လည်းဥဆန်ရွှေမှာမျက်ရည်တွေစိုးလာတယ်။ထဝကဆရာတော်ကဥဆန်ရွှေကိုထီလက်မှတ်သုံးဆောင်ထုတ်ပေးလိုက်တယ်။ဥဆန်ရွှေဟာထီလက်မှတ်လေးများကိုယူလိုက်မိတယ်။ ဘာလုပ်တာလဲအရှင်ပြောင်းမင်းငယ်ချင်းတိမ့်တန်မရတိုင်းငါလုပ်ပေးတော်မင်းဆရာတော်ကအဲ့ဒီလိုပြောပြီးတော့နေကျွဲတင်းကုတ်ကိုစင်းကြည့်တယ်ဦးဆန်ရွှေလည်းအနောက်ကနေလိုက်လာတယ်ဆရာတော်ကိုမြင်တော့နေဦးသိမ့်တန်ကျွဲကြည့်ကောင်းအမေတွေးတဲ့ကလေးတယောက်လိုဆရာတော်ရဲ့အနောက်ကိုရောက်တာနေဆရာတော်ကိုကောင်းနေပုတ်တန်နေတယ်အဲ့ဒီနောက်မှာဦးဆန်ရွှေဟာကျွဲကောင်းကိုပုတ်တန်ပေးနေတယ်ငါတောင်းမှန်ပါတယ်တငယ်ချင်းကမင်းမမသိလို့ငါရိုက်ခဲမိပါတယ် ငါ့ကိုခွင့်လွှတ်ပါကွာပြောရင်လည်းပဲဥဆန်ရွှေရဲ့မျက်ဝန်းများမှာမျက်ရည်များစီးကျလာလေတယ်ကျွဲကြီးရဲ့မျက်ဝန်းမှာလည်းမျက်ရည်တွေစီးကျနေလေတယ်ဆရာတော်ကចောင်းလာကြုံမှာရန်ကုန်မှာရှိဘုန်းကြီးចောင်းကိုပြန်ရောက်တော်တယ်အထက်ညာဒေတာကိုနေလဲသာသနာပြုခရီးစဉ်တွေထွက်နေရတာကြောင့်ចောင်းကိုခုမှပဲပြန်ရောက်တယ်ចောင်းမှာတုံရံခန့်နာပြီးတော့ចောင်းကိုရောက်နေတဲ့စာများကိုဖွင့်ပေါက်ကြည့်ရတယ်စာများမှာဆရာတော်ရဲ့လက်ထောက်ဆရာတော်များကောင် ဖွင့်ပေါက်ဖက်ပြီးစာပြန်တင်နာများအလူကိစ္စသာသနာရေးနှင့်ဆိုင်တဲ့ကိစ္စများ စီမံပြီးဖြစ်တယ်။ဇန်နေစာများမှာအနေနဲ့ရရမလူပုဂ္ဂိုလ်များမိတ်ဆွေများမှ ပို့ထားတဲ့စာများဖြစ်တယ်။အတန်းကြောင်ဖက်ပြီးရင်တော့စာရေးကလေးတစ်စောင်ကိုတွင်လိုက်ရတယ်။မှဦးဆန်ရွှေလက်ပံရွာကြိုင်လန့်မျိုးနေအဲ့ဒီလိမ့်ဆောင်ကလေးကိုဖတ်လိုက်ရတာကြောင့်လွန်ခဲ့သော၆လကျော်အဖြစ်ခဲ့တဲ့အဖြစ်အပျက်ကလေးကိုပြန်တရီရသွားပြီးသိကျင်စိတ်နဲ့ စာအုပ်အမြန်မဲဖွင့်ပေါက်လိုက်တော်ရင်သူစီရတော့အာစာရစီရတော့ပေးခဲ့တဲ့ဒီလက်မှတ်ကလေးဟာဒီ3000စုပေါက်ပါတယ်ဖေဟောင်းစီရတော့ပြန်သွားပြီးကလေးဟာတပဲတော်လေးဦးသိန်းတန်ကျွင်းကိုအလုံးမခိုင်းတော့ဘူးကောင်းကောင်းမွန်မွန်ကျွင်းမွေးပါတယ်ဖေဟောင်းထီပေါက်ပြီးတော့တပဲတော်လေးအဲ့ဒီကျွဲကြီးကိုဦးကျော်ပြောင်းမှရွှေချပြီးတော့ဘေးမဲ့လွတ်ပေးလိုက်ပါတယ်ဖေဟောင်းအရှင်ဖေဟောင်းနောက်တစ်ခါရွှေရင်အေးစီဒီကိုရောက်ရင်ဇေဒီနီတဝိုင်းမှာ ပေးမဲ့ကြဆောင်းနေတဲ့ဦးသိန်းတန်တဖြစ်လေကျွဲကြီးကိုမြင်တွေ့ရမှာပါဖျောင်းဆရာတော်ဘုရားအသက်ရှိချမ်းပါပြီသာသနာ့ကြောင့်ဝင်ကိုထမ်းဆောင်နိုင်ပါစီလို့တပည့်တော်စူတောင်းပေးနေပါရဲ့ဖျောင်းဆန်ရွှေလက်ပံရွာအဲ့ဒီလိုမညီမညာရေးသားထားတဲ့စလုံးမျိုးကိုဆရာတော်ကဖတ်ပြီးတော့ပြုံးလိုက်မိပါတယ်ဆရာတော်ရဲ့ရှင်မှာသူတပားကိုကူညီကယ်တင်လိုက်ရတဲ့ပီတိတမျိုးဖြစ်ပေါ်သွားလေတယ်အဲ့ဒီနောက်မှာဆရာတော်ဟာ ။ဆောင်းဦးဆိုင်ကလေးလေးကိုပြန်ထည့်လိုက်ပြီးစဉ်းစားနေလိုက်မိ။ဆရာတော်စဉ်းစားနေသည်မှာအလွန်ကြောက်ရှံကောင်းနေအကျွေးဆိုတဲ့စကားလုံးကိုပဲဖြစ်တယ်။နှလုံးလေးနဲ့အလွန်ကြောက်ရှံကောင်းလာတယ်။ကျွေးရှင်ကပြန်မတောင်းနေတိုင်အောင်ကျွေးမဆက်နိုင်တဲ့၍အကျွေးမကြည်သေးပဲဖြစ်လျော်ဘဝ။အဲ့ဒီကျွေးကိုလိုက်ဆက်ရရင်ဥသိမ်းတန်ရင်အဖြစ်ကိုလေတန်ဝေကရမိအကျွေးဆိုရဲပမာဏနည်းလေများရင်မဟုတ်ပြန်မဆက်နိုင်ရင် ။တဝါချသည့်တိုင်ပေးစနေရတဲ့ကြောက်စီယာဝေကျွေးတစ်ခုပါလား။ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်လေးရဒီမှာပဲပြီးဆုံးသွားပါပြီ။အစောင်းနေနာဆင်ပင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။